ဒီနေ့ဂျမ်ပိုက်ကတော့ဒီတနာချမ်းခန်းကြီးစနစ်ဖြစ်ပါတယ်နောက်ဆုံးဂျမ်ပိုက်ဖြစ်ပါတယ်အခန်းကြီးစနစ်အငယ်1မှ9ငါနေ၍မပြောနိုင်ဟုဆိုရသော ကာလသည်မနီးသို့သောကာလမရောက်မီယခုအသက်ပြိုစဉ်အခါပင်တင့်ကိုဖန်ဆင်းတော်မူသောအရှင်ကိုအောင်းမေလောနေနှင့်လင်းလက်နှင့်ကျယ်တို့သည်ကွယ်၍မိုးရွာပြီးမှအထက်ထက်ရွာတက်သောကာလမရောက်မီအောင်းမေလော ထိုကာလ၌အိမ်ဆောင်တို့သည်တုံ့လွ၍ခံခံသောသူတို့သည် အားလျော့ကြလိမ့်မည်။ဆံချိတ်သောသူတို့သည်နဲသောကြောင့်ရက်ကြလိမ့်မည်။ပဒင်းပေါက်ဖြင့်ကြည်သောသူတို့သည် အလင်းကွယ်ကြလိမ့်မည်။ကျိတ်တန်လျှော့သောအခါလမ်းနန်းမှတကယ်ရွက်တို့သည်ဆိလျက်ရှိလိမ့်မည်။ငှက်တန်ကိုကြားသောအခါစောစောထားလိမ့်မည်။ တီချင်းတယ်မှအပေါင်းတို့သည်အတန်သေးကြလိမ့်မည် ထိုကာလ၌မြင့်သောအရာတို့ကိုကြောက်ကြလိမ့်မည်လမ်း၌ဘေးတွေးမည်ဟုထင်ကြလိမ့်မည်ဘာဒံပင် ပွင့်လိမ့်မည်ဂျိုင်းကောင်သည်မိမိ၌မိမိလေးလိမ့်မည်အလိုဆန္ဒရော့လိမ့်မည်အကြောင်းမူကားလူသည်ထာဝရနေရာသို့တောဆဲရှိ၍ငူချင်းတယ်တို့သည်လမ်းတို့၌လှဲ့လေကြ၏ငွေချိုးပြုတ်ချင်း ရွှေဖလားကွဲခြင်းစမ်းရည်တွင်၌ရေဘုံပေါက်ခြင်းရေချင်းနာမှာဆက်ကြိုးခြင်းအချင်းအရာတို့သည် ဖြစ်ကြလိမ့်မည်ထိုကာလ၌မြေမုံသည် နေရင်မြေတို့၎င်းဝိညာဉ်သည်အရင်ပြီးတော်မူသောဘုရားသခင်ထံသို့၎င်းပြန်သွားရလိမ့်မည်အငယ်ရှိမှဆနှစ်အနတ္တတတဲအလုံးစုံတို့သည် အနတ္တဖြစ်ကြသည်ဟုဓမ္မဒေသနာဆရာဟော၏ ဓမ္မဒေသနာဆရာသည်ပညာရှိသည့်အတိုင်းပရိသတ်တို့အားပညာတတ်ကိုတွင်တင်လေရှိ၏လုံလံဝိရိယပြုလျက်များစွာသောတုတ်တန်စကားတို့ကိုရှာဖွေ၍စီရင်၏ဓမ္မဒေသနာဆရာသည်နားထောင်ပွေသောစကားကိုရှာ၍ရေးထားချက်စကားသည်ဖြောက်မတ်သောစကားတမာစကားဖြစ်၏ပညာရှိသောသူ၏စကားသည်ဒုတ်ချုံနှင့်၎င်းတပါတီသောတိုးရင်းကြီးအပ်ပေးတော်မူ၍ပရိသတ်အုပ်တို့ရိုက် ထာသောတန်ကြုံနှင့်၎င်းတူ၏တဖန်တုံးငါသာထိုတို့သောစကားအဖြင့်ဆုံးမခြင်းကိုခံလောစာများကိုစီရင်၍မကုန်နိုင် စာကိုကြိုးစား၍ကြည့်ရှုခြင်းအမှုသည်ကိုကိုနှောက်ရက်သောအမှုဖြစ်၏အငယ်73မှ74အချုပ်ချာစကားဟုမူကားဘုရားသခင်ကိုကြောက်ရွံ့၍ပညာတော်တို့ကိုစောင့်ရှောက်လော့ ဤ၍ကလူနှင့်ဆိုင်သော အမှု အရာအလုံးစုံတို့ကို ချုပ်ချသည်ကြောင့်မူကားဘုရားသခင်သည်ခတ်သိမ်းသောဝှက်ထားခြင်းမှဆ၍အလုံးစုံသောအမှု ကောင်းမကောင်းရှိသမျှတို့ကိုစစ်ကြော၍တရားသဖြင့်စီရင်တော်မူလက်တန့်တည်းရောလမှုမင်းကြီးစီရင်ရေးထားသောဒေသနာကျမ်းပြီး၏ Okay ဒေသနာကျမ်းခန်းကြီးတစ်ခါနေအခန်းငယ်7တမောခန်းကြီးတစ်ခါနေ အခန်းကြီးကကနေအခန်းကြီး7နှစ်ထိပြပါတယ်။ဒီနေ့တော့ပြပြပါတော့။ Okay နောက်ကျမ်းပိုက်တွေမှာပြန်တွေ့ကြမယ်။ Bye bye